နာမည်တော်သေးုပ်ဆောင်ဖိုးချစ်တီထောင်လာတဲ့မဟာယူနိုက်တက်အသင်းဟာမြန်မာနေရှင်နယ်လိနှစ်မှာဝင်ပြိုင်နေပြီးတော့ရေရှည်စီမံကိန်းရေးဆွဲထားပါတယ်။မဟာယူနိုက်တက်အသင်းရဲ့ရေရှည်စီမံကိန်းကဘာတွေဖြစ်မလဲ။အသင်းပိုင်ရှင်ကရောအသင်းပေါ်မှာဘလောက်ထိမျှော်လင့်ထားလဲစတွေကိုသတင်းအင်တာကိုရဲရင်ထေကသတင်းရယူပေးထားပါတယ်။နာမည်ကျော်သေုပ်ဆောင်ဖိုးချစ်တီထောင်လာတဲ့မဟာယူနိုက်တက်အသင်းဟာမြန်မာနေရှင်နယ်လိနှစ်မှာဝင်ပြိုင်နေပြီးရေရှည်စီမံကိန်းရေးဆွဲထားပါတယ်။ မဟာယူနိုက်တက်အသင်းမှာအမှုပညာရှင်ကစားသမားချို့ပါဝင်နေသလိုနီးပြချုပ်အနေနဲ့ဇေယျရွှေမင်းနဲ့မြမလွေရေးစင်ကစားသမားဟောင်းဦးစောမင်းထွန်းကတာဝန်ယူကင်တွင်နေပါတယ်။ဒီလိုကရတော့မဟာယူနိုက်တက်အသင်းကို2005ဘောလုံးရာသီမှာစတင်ဖွဲ့စည်းခဲ့ပြီးမြမနေရှင်နယ်လိနှစ်မှာဝင်ရောက်ကစားခဲ့ပါတယ်။ ပထမဆုံးစတင်ကစားခဲ့တဲ့ဘောလုံးရာသီမှာပဲမဟာယူနိုက်တက်အသင်းဟာတန်တက်လူနီပါခြေစွမ်းပြနိုင်ခဲ့ပြီးအဆင့်၄နဲ့ရာသီသိမ်းနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ဒါဟိုပြင်မှာပြောရကြပါတယ်။ဒါမင်းသားဆိုလိုရေဘောလုံးလာကြတယ်။ဘောလုံးသမားကြီးလောက်ကနိုင်လို့လာဘူး။ဟုတ်ပါတယ်။ကျွန်တော်ဘောလုံးသမားကြီးလောက်မကနိုင်ဘူး။ဒါပေမဲ့လည်းကျွန်တော်တို့ဒါဝါသနာအရဟိုမပေါင်းဝင်ရတယ်ဆိုတော့ကျွန်တော်ကပြောနေရပါတယ်။ကျေးဇူးတင်ပါတယ်။ဒီနှစ်ဘောလုံးရာသီမှာလည်းမဟာယူနိုက်တက်အသင်းဟာပြည်ပကစားသမားတွေအခေါ်ယူအားပြေးထားပြီး လိနှစ်မှာဆက်လက်ရှင်ပြိုင်မှာပါအတီမပြုတ်နိုင်တဲ့သတင်းတွေအရမဟာယူနိုက်တက်အသင်းဟာစကိုင်းတိုင်းဒေသကြီးကိုစားပြုစကိုင်းယူနိုက်တက်အသင်းအမည်နဲ့2018ဘောလုံးရာသီမှာမြန်မာနေရှင်နယ်လိဂိုဝင်ပြိုင်မယ်လို့သိရပါဗျာ